အစိုးရတက်လက်ထက်ဘန္နာနှစ်၄နှစ်တာကာလအတွင်းတရားမဝင်တိခိုးထုံးမှုတွေကနေကျိုးနဲ့တစ်မာတန်ချိန်ပေါင်း33,649တန်ကိုသိမ်းဆီးမိခဲ့တယ်လို့ပန်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တတော်ရေးရာဝန်ကြီးဌာနကသိရပါဗျ။အဲ့ဒီတိခိုးထုံးမှုတွေကြောင့်တရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသားသား130နဲ့နိုင်ငံသား2,693ကိုဖမ်းဆီးခဲ့တယ်လို့လည်းသိရပါဗျ။ 2017-2020ဘဏ္ဍာနှစ်ကနေလက်ရှိဘဏ္ဍာနှစ်ဖြစ်တဲ့2014-2015ဘဏ္ဍာနှစ်အောက်တိုဘာလအထိဖန်စီရမိခဲ့တဲ့သစ်မောင်ကိုထုတ်လုပ်မှုအများစုမှာတရုတ်နိုင်ငံဘက်ကအ धिक ဦးတည်နေတာဖြစ်ပါတယ်။အဲဒီလိုတရုတ်နိုင်ငံကိုသစ်ခိုးထုတ်မှုတွေများပြားနေတဲ့အပြင်တရုတ်နိုင်ငံသားတွေကမြန်မာနိုင်ငံအတွင်းဝင်ရောက်ပြီးသစ်နဲ့အခြားသင်္ကေတဇာတာတွေခိုးထုတ်နေတာကိုပြုလုပ်နေတာကြောင့်2013ခုနှစ်အတွင်း တရုတ်နိုင်ငံသား100လောက်ကိုဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့ပါတယ်။ဒါ့ပြင်ထိရောက်တဲ့ပြစ်ဒဏ်တွေမချမှတ်တာကြောင့်လက်ရှိဗန္ဒာနှင့်အတွင်းမှာလည်းတရုတ်နိုင်ငံသားတွေကထပ်မံဝင်ရောက်ကာတစ်ခိုးထုတ်မှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့တတော်ဦးစီးဌာနကသိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့တစ်အမျိုးသားတွေရာကျွန်းတမလန်စတဲ့အဖိုးတန်တစ်တွေကိုခိုးထုတ်မှုဈေးကွက်ကြီးမားနေစေဖြစ်ပြီးအဲ့ဒီတစ်ခိုးထုတ်မှုတွေမှာအ धिक ဝယ်လိုအားဖြစ်တဲ့တရုတ်နိုင်ငံဘက်ကိုမှောင်ခိုတင်သွင်းနေတာဖြစ်ပါတယ်။ အဲ့ဒီလိုမှောင်ခိုတင်သွင်းကြရမှာကျိုးအပါဝင်တဒံကိုအနေဆုံးကြက်သိန်း60ကနေကြက်သိန်း100ကျပေါက်ဈေးရှိတဲ့တမန်လန်းတစ်အမျိုးအစားတွေကိုအ धिक ခိုးထုတ်လျက်ရှိတာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတစ်ထုတ်လုပ်မှုတွေကိုအစိုးရသက်လက်ထက်မှအများဆုံးခွင့်ပြုခဲ့တာဖြစ်ပြီးအစိုးရသက်တက်တန်း၃နှစ်ကြာဖြစ်တဲ့အခုနှစ်ဧပြီလ၁ရက်နေ့ကစတင်ပြီးပြည်ပကိုတစ်အလုံးလိုက်တင်ပို့မှုကိုရပ်ဆိုင်မှုပတ်ဝန်းစင်ထိန်သိမ်းရေးနဲ့တစ်တော်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အစိုးရတက်လက်ထက်မှာအများဆုံးတက်ပို့တဲ့နှစ်အဖြစ်2013-2014ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံကကျိုးတက်လုံးတက်မာလုံးတွေအပါအဝင်တက်တော်ထွက်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာတန်ပေါင်း948တသမ838တန်းအဖို့အထိတင်ပို့ရောင်းချနိုင်ခဲ့တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ဝင်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့ကုန်သွယ်မှုဆိုင်ရာအချက်အလက်တွေမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာ2000ခုနှစ်ကနေ2013ခုနှစ်အတွင်းတရားမဝင်တည်တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ9.8ဘီလီယံနဲ့ညီမျှတဲ့ကူဗာမီတာ16.5တန်းလောက်ရှိတယ်လို့တဘာဝပတ်ဝန်းကျင်စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA ရဲ့အချက်လက်ချာဆမှုအစီရင်ခံစာအရသိရပါဗျာ။